မင်္ဂလာပါရှင်။ဇွန်လ19ရက်အင်္ဂါနေ့အတွက်ရှယ်ကုန်းရဲ့လှုပ်လှုပ်ရှားရှားရောင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တိုက်ချင်းမြို့နယ်တွင် လေဆင်နှမောင်းတိုက်ခတ်မှုကြောင့်နေရှင်လုံးပြုတ်လဲပျက်စီးတဲ့သတင်း။ ရန်ကုန်တိုင်းဒေသကြီးတိုက်ချင်းမြို့နယ်တွင်ဇွန်လ16ရက်နေ့နံနက်9:00ခန်းကလေဆင်နှမောင်းတိုက်ခိုက်မှုကြောင့်တာခွာကျေးရွာအုပ်စုအင်းရဲကြီးကျေးရွာရှိနေအိမ်6လုံးမှအမိုးလံပျက်စီးခြင်းနေအိမ်တစ်လုံးပြိုကျခြင်းနဲ့နေအိမ်တစ်လုံးပေါ်သို့တစ်ပင်တစ်ပင်လဲကျခြင်းတို့ဖြစ်ပွားကြောင်းသိရပါတယ်။ဖြစ်ပွားရာနေရာသို့မြို့နယ်မိသက်ဦးစီးမှုဦးစော်ချစ်ထက်ဦးဆောင်မီမိသက်တဖွင့်များကအမိုးလံပျက်စီးသော နေအိမ်6လုံးမှမိသားစုဝင်များအားရှာဖွေခဲ့ပြီးဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်း င်းနေအိမ်တလုံးပြိုကျနေမှုအားဖေရှားရှင်လင်းခြင်းနဲ့ ပိုင်ရှင်ဦးအောင်မင်းစင်ရဲ့သမိုးအုပ်ကကွန်ကရစ်ခင်းနေအိမ်ခေါင်းမိုးပေါ်သို့လုံပတ်နှစ်ပေ အမြင့်ပေ60ရှိလဲကြနေတဲ့မလေးရှားဗထောက်ပေအားဖေရှားရှင်လင်းခြင်းလုပ်ငန်းများဆောင်ရွက်ကြပါတယ်။အလာတူလေစင်နမောက်တိုက်ခတ်မှုကြောင့်တောက်ခွကျွာအိုစုတရကုန်းကျွာရွာလေလမ်းမပေါ်သို့လဲကြနေတဲ့လုံပတ်၄ပေအမြင့်ပေ60ရှိကိုကိုဘင်တပင်နဲ့လုံပတ်၃ပေအမြင့်ပေ60ရှိကိုကိုဘင်တပင်အားဖေရှားရှင်လင်းခြင်းလုပ်ငန်းများဆောင်ရွက်ကြကြောင်းသိရပါတယ်ရှင်။ ဒီသတင်းကိုတော့ဝင့်ရီကပေးပို့ထားပဲဖြစ်ပါတယ်ဆက်လက်တင်ဆက်ပေးမှာကတော့လေဘက်ကရွှေရောင်းဝယ်သူများကို၃ချိန်ခေါ်ယူစစ်ဆေးထားပြီးပထမဆုံးစစ်ဆေးခဲ့သူများကိုတရားရုံးတင်အရေးယူထားပြီးဖြစ်ကြောင်း YGE ဥက္ကဋ္ဌပြောကြားတဲ့တွင်လေဘက်ကရွှေရောင်းဝယ်သူများကို၃ချိန်ခေါ်ယူစစ်ဆေးထားပြီးပထမဆုံးခေါ်ယူစစ်ဆေးခဲ့သူများကိုတရားရုံးတင်ကအရေးယူထားပြီးဖြစ်ကြောင်းနဲ့ကြံသူများကိုလည်းဆက်လက်စစ်ဆေးနေခြင်းစောင့်ကြည့်နေခြင်းများကိုစောင့်ရထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်း YGE ၏ဥက္ကဋ္ဌဦးမျိုးမြင့်ကရွှေစည်းနှုံးရွှေစည်းကွက်တည်ငြိမ်စည်းရည်နှင့်မေလလဘတ်ငွေစင်းရှင်နှင့်အတူပြုခြင်းညိနှိုင်းအစည်းအဝေးတွင်ပြောကြားကြောင်းသိရပါသည်။ဒါ့အပြင်ဒုတိယအကြိမ်နှင့်တတိယအကြိမ်ခေါ်ယူစစ်ဆေးခဲ့သူများကိုလက်ရှိတွင်ဆက်လက်စစ်ဆေးနေပြီးစစ်ဆေးမှုတွင်မပါဝင်တော့လဲနမစင်းတွင်ပါဝင်သူအလုံးကိုလည်းတက်တီအခိုင်မာရရှိစေရန်စောင့်ကြည့်နေကြောင်းသိရပါသည်။ လက်ရှိတွင်ရွှေစင်းလုံးဆွဲတင်သူများနှင့်အွန်လိုင်းမှရွှေအယောင်းဝယ်ပြုလုပ်ပြီးမယောဘဲကတိပြတ်သူများအားတိုင်ကြားထားမှုများရှိနေတာကြောင့်တာဝန်ရှိသူများကခေါ်ယူမေးမြန်းစစ်ဆေးနေခြင်းဖြစ်တယ်လို့ဆိုထားကြောင်းသိရှိရပါတယ်ရှင်။ထမတင်ဆက်ပြီးမှာကတော့စောင်းစီအခြေခံလက္ခဏာညွှန်စင်းတော့အနေငယ်ကြဆင်းတဲ့တဲ့ ယခုတပတ်တာကာလဖြစ်တဲ့ဇွန်လ16ရက်မှ22ရက်အတွင်းရောင်းချရမယ်။စောင်းစီရောင်းကုန်အထိုင်းစီအခြေခံလက်ကားရင်းညွှန်းစဉ်တော့မှတပိတ်သားလင်း6130ကျပ်ဖြစ်သောစားသုံးစီတင်သွင်းသူလောင်ဖြန့်ပြူခြင်းလုပ်ငန်းကြီးစဲရေးကော်မတီကအသေးပေးထုတ်ပြန်ကြေညာထားပါတယ်။အစိုးရထုတ်ပြန်ကြေညာထားတဲ့ဈေးနှုန်းထက်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သူလောင်ခြင်းအပါအဝင်မတမာတဲ့လုံဆောင်မှုများပြုလုပ်ပါကအရေးကြီးကုန်စီနဲ့ဝန်ဆောင်မှုဥပဒေအရအရေး ူဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ထားကြောင်းအသိပေးထားတယ်လို့သိရပါတယ်ရှင်ပြည်သက်များရှင်ကျမတို့ရှန်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ရရှိပေးခဲ့ကြတဲ့ပြည်သက်များကိုကျေးဇူးတူးတင်ရှိပါတယ်ရှင်။